အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါတယ်အဲဒီနေ့မနက်မှာတော့သတင်းကောင်းတစ်ခုနဲ့ Manchester United ပြည်သက်တွေကိုစတင်ပေးကြပါတယ် Manchester United ပြည်သက်တွေနဲ့တည်ကြတဲ့အချိန်မှာကျွန်တော်တို့ဒါဒီရပိုင်းတို့မှာဒါလူခေါ်တဲ့သတင်းနဲ့ပတ်သက်ရင်တော့ Manchester United အသင်းကဒါကျွန်တော်အပေါင်းလက္ခဏာတော်တော်လေးဆန်နေဆိုတာကိုတော့လုံးဝလုံးဝညင်မရဘူးလို့ကျွန်တော်အနေနဲ့မြင်နေအဲဒါကိုကျွန်တော်နည်းနည်းလေး detail လေးကျွန်တော်ဆွေးနွေးအောင် အဲ့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါ David Austin ရဲ့ဒါညက breaking news အရာဆိုရင်တော့ Manchester United အသင်းက Brentford ရဲ့တောင်ပံကစားသမားကိုတရားဝင်စတင်ပြီးတော့ကန့်လန့်ခဲ့ပြီလို့သိရတဲ့အချိန်မှာပါပါတယ်ဒီကစားသမားကဒါ Manchester United အသင်းကိုရွေးချယ်ခဲ့တယ်ဆိုတာဒါလွန်ခဲ့တဲ့နှစ်ရက်ကမှတင်ဆက်ထားခဲ့ပြီးနောက်ပိုင်းမှာကစားသမားကိုယ်တိုင်က Manchester United ကိုရွေးချယ်ပြီးနောက်ဒါကျွန်တော်တို့အသင်းဘက်ကလည်းဒါကျွန်တော်အလုပ်လုပ်လာတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီနောက်ပိုင်းမှာဒါ Manchester United အသင်းရဲ့အပြောင်းအရွှေ့အလုပ်လုပ်မှုတွေကတော်တော်လေးကိုပေါ့အပေါင်း အပေါင်းလက္ခဏာဆန်ပြီးတော့တော်တော်လေးကိုဒါကျွန်တော်တို့အခြေအနေကောင်းတဲ့အသင်းသင်းအနေနဲ့ Manchester United စီကနေတွေ့နေရတဲ့တော့မှာပါတယ်။ဒါဟာတကယ်တမ်းပြောရအောင်ဆိုမဆိုး Mike တယ်ဆိုတဲ့အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်လည်းမြင်တယ်။အဲ့တော့လက်ရှိမှာထားပါအဲ့ဒါလေးနောက်မှအသေးသေးကျွန်တော်မြင်နေနောက်မှပြောလက်ရှိမှာနံပါတ်တည်းရဲ့ detail တွေပြောအောင်။အဲ့တော့ လက်ရှိမှာ Brentford အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ Brian Mbeumo ကို Manchester United အသင်းနဲ့ပထမဦးဆုံးချင်းတရွေ့ဝင်စတင်ပြီးတော့ကန့်လန့်ခဲ့ပြီလို့သိရတယ်မှာပါတယ်ဒီကန့်လန့်မှုမှာတော့ကျွန်တော် Brian Mbeumo နေနဲ့ဒါပေါင်45တန်းနဲ့ပေါင်45တန်း plus 10တန်းပေါင်တန်း55တန်းနဲ့ရှိတဲ့ package တစ်ခုနဲ့ Manchester United အသင်းက Brian Mbeumo ကိုကန့်လန့်ခဲ့တယ်လို့သိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Brian Mbeumo ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး Brentford ဘက်ကဒီထက်ကြီးလေးတဲ့ဈေးကိုပို့လို့ခြင်းနဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ပြော မယ်ဆိုတော့ဒါကျွန်တော်တစ်ဖက်ကဒါကျွန်တော်တို့ fake free လဲပုံမများလိုချင်တယ်။ဒါအပြင်ကျွန်တော်တို့ဒါအလုံး package အပါဝင်ကိုဒါ Matthews corner ရဲ့အပြောင်းရွှေ့ဈေးလောက်နေနေလိုချင်တယ်။ပြောရမယ်ဆိုတော့65ဒသမ5သန်းနဲ့တန်80ကြားပတ်ချလဲဝိညာဉ်ညာလိုရှိနေတယ်။ပြောချင်တာကလက်ရှိမှာဒါပို့ပြီးတော့စိတ်ဝင်စားဖို့ corner Matthews corner နဲ့ဒီကစားသမားနဲ့မတူတဲ့ချက်က corner ကလက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးရှိခဲ့တာမှန်ပေမဲ့ကစားသမားကစာချုပ်တတဲရတာပူပူလောလောဒီနှစ်ဒါဇန်နဝါရီလမှာဒါကျွန်တော်တို့တရားဝင်ဆိုင်ထိုးထားခဲ့တာဖြစ်ပေမဲ့ ။ Brian Amwomu ကလက်ရှိမှာစာချုပ်တည်တံ့ရတစ်နှစ်ပဲကျန်တဲ့ကစားသမားတစ်ယောက်အနေနဲ့ဒီဇီကတော်တော်လေးကိုဒါမြောက်လွန်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ Bradford တင်းတဲ့ဒီညမှာဒါ Z-Shot ပြီးဘူးရှိပေမဲ့ United ရဲ့ပထမဆုံးကံလန်မှုကိုလက်ခံသွားပွေရမရှိဘူးလို့သိရတယ်မှာပါတယ်။ United အသင်းနဲ့ခုလက်ရှိမှာသူတို့ဘက်ကိုအဓိကကတော့ဗောနော United ကန့်လန့်တဲ့ package ကိုသူတို့သိပြီးသဘောမကျတာခုနကပြောလို့သူတို့က55သန်းတန်ကိုသဘောကျတယ်ဒါပေမဲ့ United pack ကန့်လန့်တဲ့ package ပုံစံမျိုးသဘောမကျတာဘာကိုဆိုလို့ကျင်တာလဲလက်ရှိမှာ United ကခုနပြောခဲ့လိုပဲဒါ55သန်း plus 10သန်းအဲဒီဥစ္စာမျိုးတို့မလို့သူတို့အနေနဲ့လာကန့်လန့်မယ်ဆိုရင်60ဒါမှမဟုတ်52 plus 3သန်းဒါမှမဟုတ်50 plus 5သန်းအဲ့လိုပုံစံမျိုးကိုသူတို့ကကန့်လန့်စေချင်တယ်သူတို့အနေနဲ့30 80ခေါ်တာမှန်မဲ့သူတို့က middleman ဖြစ်တဲ့ဒါကျွန်တော်ကြားထဲမှာသန်း60 62သန်းပတ်ချလဲဝင်းကျင်ကြလောက်နဲ့သူတို့အနေနဲ့ဒါကျွန်တော်တို့တရားဝင်အာ လက်ခံသွားပွဲရရှိကြောင်းကျွန်တော်တို့လည်းသိရတယ်။ဒါပေမဲ့ Brian Mbombo နဲ့စာရုပ်သက်တမ်းတစ်နှစ်ပဲကြံတဲ့ကစားသမားကို Manchester United အသင်းက65တန်းလို့ပြီးမယ်မထင်ဘူး။သူတို့နဲ့ဒါကျွန်တော်တို့ဒါပထမချိန်ဒုတိယချိန်မှာဒါကျွန်တော်တို့နဲ့ package ပြောင်းသေးပြီးပြီးမယ်ဆိုတော့ပြီးဖို့ရှိတယ်။ဒါပေမဲ့ဒီနေ့မှာ United အသင်းကဒါပထမအုံဆုံးဒါ fix ပြီးပေါ့နော်ခုနက45တန်းကိုဒါကျွန်တော်တို့၃နှစ်နဲ့5နှစ်အရေးကြဒါကျွန်တော်ပြီးချေဖို့တည်းပြင်ဆင်လို့သိရတယ်မှာပါတယ်။သူတို့နဲ့ဒီကျွန်တော်တို့လက်ရှိဒီနှစ်အပြောင်းအရွှေ့ကိုအလွန်ကြုံမသုံးမိစေရေးအတွက်ဒါအရေးကြနဲ့လုပ်နေရဆိုတော့အကုန်လုံးသိပြီးသားဖြစ်နေမယ်။ Matthew S. Corner ရဲ့အပြောင်းအရွှေ့မှာလည်းဒီတိုင်းပဲ မဲ့ Brian Ambo ရဲ့အပြောင်းအရွှေ့မှလည်းဒီကြမ်းမယ်ဒါပေမဲ့ပြဿနာတစ်ဖက်က Brian Ambo ကိုဒါကျွန်တော်တို့ရောက်မဲ့ ်ဘရက်ဖို့အသေးနေနဲ့အကေးဘရိုင်အမောမူကိုရောင်းပြီးတော့သူ့နေရာကိုပြန်ဝင်ပြီးတော့ဖြည့်ရဖို့ပြန်ဝယ်ပြီးတော့ဖြည့်ရမှာဖြစ်တော့ကြောင့်တို့နေနဲ့ဒီနေရာမှာ installment ကိုလည်းနည်းနည်းလေးဒါ first down payment ကိုများများလေးလိုချင်တယ်လို့သိရတဲ့မှာပါတယ်အဲ့တော့ပြောချင်တာကပထမဆုံးကန့်လတ်မှုတစ်ခုအားထွက်သွားခဲ့ပေမဲ့အလုပ်တွေအများကြီးလိုအောင်မလို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိမှာတော့တေးကြတကွာဘရိုင်အမောမူကိုတော့ Manchester United အသင်းသင်းတဲ့ကပဲကန့်လတ်မှုတွေရှိခဲ့ပြီးတော့ဘယ်အသင်းကမှကန့်လတ်မှုမရှိခဲ့ဘူးအဓိကခုနကပြောလို့ကစားသမားကိုတိုင်ကသူ့ကိုဒါစိတ်ဝင်စားတဲ့ club တွေဖြစ်တဲ့ Arsenal, Newcastle, Tottenham Hotspur သုံးသင်း င်းလုံးကိုညင်းပယ်ခဲ့ပြီးနောက်ပိုင်းမှာကစားသမားကလက်ရှိမှာတော့ကျွန်တော် Manchester United အသင်းကိုပဲအဓိကထားပြီးတော့ရွေးချယ်ခဲ့တဲ့ကြောင့်ဒါဘယ်အသင်းမှလည်းကန့်လန့်မှုအဲ့တော့ပြောချင်တာက Manchester United အသင်းနဲ့ဒီအပြောင်းရွှေ့အတွက်ဒါတော်တော်လေးကိုတော့ကျွန်တော်တို့ AACC အလုပ်လုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ဒါတွေ့နေမြင်နေရတဲ့မှာပါတယ် အဲ့တော့ Manchester United နဲ့တင်းတဲ့ဒီအပြောင်းရှုထွက်တာကျွန်တော်တို့အနေနဲ့ A စီသွားမယ်ကျွန်တော်ထင်တာဒီပထမအဦးဆုံးကဲလမ်းမှုကိုတစ်ဖက်က Brentford ကညင်းမှုများပါတယ်အဓိကသူတို့နဲ့ package ကိုမကြိုက်တာခုနဈေးကိုမကြိုက်ရတယ်ဆိုတော့ package ကိုမကြိုက်တာ package ကိုမကြိုက်ရောဒီအပြောင်းရွှေ့အတွက်ဒါကျွန်တော်ဒုတိယမြောက်ကဲလမ်းမှုမှာပဲအလုံး okay သွားလောက်မယ်ဒါပေမဲ့ကျွန်တော်မြင်တာကိုပြောရမယ်ဆိုတော့ Brian Ambuemo ရဲ့အပြောင်းရွှေ့မှာ Manchester United အသင်းကပဲဒါကစားသမားကိုရသွားမယ်လို့ကျွန်တော်အနေနဲ့မြင်နေတခြားအသင်းတွေကြားထဲမှာလည်းကြားဖြတ်ပြီးဘယ်သူမှဒါတရားဝင်ကဲလမ်းသွားမယ်လို့မထင်ဘူး Arsenal အသင်းကလက်ရှိမှာတောင်းပန်ကစားသမားအလူရှိနေတာမှန်ပေမဲ့ လက်ရှိအနေထားရကောလာဟာလာတွေရတော့အာဆောင်းသင်းကလည်းဒါသူတို့တိုက်စစ်မှုပြဿနာနဲ့ရှုပ်ထွေးနေဖြစ်တယ်။ဒီနေ့မှာဒါကျွန်တော်တို့စပါသင်းကလည်းအခုလက်ရှိမှာနီးပြဘယ်သူမှမသိသေးတဲ့ပြဿနာအကြောင်းမလို့ Brian and Webb ကိုစိတ်ဝင်စားတဲ့အဆင့်ကလွယ်ပြီးတက်မလာခဲ့ဘူး။ Newcastle United အသင်းအနေနဲ့ကဒီနေ့မှာဒါ KA ခုနကဒီရားထဲမှာဒါဖြတ်ပြီးခုတ်မယ်ဆိုရင်တော့ဂျားထဲမှာရှိတဲ့သင်းက Newcastle United နဲ့ပဲရှိဖို့ဒီထားမှရှိတယ်။ကျွန်တော်ကဘယ်သူမှမရှိဘူး။ဒါပေမဲ့လက်ရှိ Newcastle နဲ့ United နဲ့ဒါရှင်ပြီဆိုကစားသမားလည်း Newcastle လူလက်ရှိအနေထားရပြောင်းလဲဖို့လုံးဝမရှိဘူး။ Newcastle United အသင်းကအခုလက်ရှိမှာ Champions League ဝင်တာမှန် ပေမဲ့သူတို့အနေနဲ့ကစားသမားအနေနဲ့ဒါကြီးကိုလုံးဝစိတ်မဝင်စားဘဲနဲ့သူကတော့ Manchester United အသင်းကိုသဘောကျတဲ့ကြောင့်မို့သူရွေးချယ်ခဲ့ကြတော့ Manchester United ပြိတက်ဖြစ်ကြ Manchester United အသင်းကိုပဲရွေးချယ်ခဲ့တယ်။အဲ့တော့ဒါပြောချင်တာရှင်းတယ်။ဒါ Brian Mbombo ကိုယ်တိုင်ကကြားထဲမှာဘယ်သူပဲဖြတ်ပြီးလာကန်လန်ကန်လန်သူကတော့ United အသင်းကိုပဲဆောင်မယ်။ဒါအသင်းအသင်းကြားနောက်ဆုံးပြမပြေလည်မှလာသူနဲ့တခြားသော alternative ကိုသူစဉ်းစားရစဉ်းစားမယ်။အခုချိန်မှာသူအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာ Manchester United အသင်းမှာ Manchester United အသင်းနဲ့ဖြစ်ပြီးတော့သူတွေတစ်ဖက်ကအသင်းနှစ်သင်းကြားဒါတရားဝင်ဆွေးနွေးမှုသူအနေနဲ့ AC ဆောင်မယ်။တစ်ဖက်ကကြားပ ပြတ်ဆွေးနွေးမှုတွေသူ့အနေနဲ့ဒါဒီကိုလုံးဝလက်ခံတော့မှာမဟုတ်အဲ့တော့ပြောချင်တာပေါ့နော်ဒီနေရာမှာကျွန်တော်အတွေ့အမြင် United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ချန်ပီယံလိမဝင်ဘူးဒါယူရိုပါလိမှာရှုံးနေခဲ့ရဆိုမဲ့အသင်းကြီးတသင်းကအသင်းကြီးတသင်းပဲဒါကိုလုံးဝသွားပြီးရှုပ်လို့ရရဆိုတဲ့အဓိကတစ်ခုတော့မဟုတ်ဘူးဒါကိုပဲ United တည်းဒီနှစ်မှာဒါအသုံးချပြီးကစားသမားတွေခေါ်ယူသွားတယ်လို့ပြင်တယ်ဒါပြီးနောက်တစ်ခုအနေနဲ့အခုလက်ရှိဒီနေ့မှာဒါရီမန်ဘောမှုနဲ့အကြောင်းနဲ့ပြောပြီးတော့ကျွန်တော်တို့ နည်းနည်းလေးဆွေးနွေးအောင်အဲ့တော့လက်ရှိမှာ Brian Ambwell ကိုတောင်းထားတဲ့တပတ်လုခလာဆိုတာနှစ်သိန်းခွဲဆိုတဲ့သတင်းကဘယ်လောက်ဒီမှန်ကန်လဲအလက်ရှိမှာတပတ်လုခလာဆိုတာနှစ်သိန်းခွဲဆိုတဲ့သတင်းကတော့ကျွန်တော်တိတိလောက်ကတော့ဒါလုံးဝ tier 2 tier 3 level တောင်မရှိပါဘူး tier 4 tier 5 level တွေရှိတယ်အခုလက်ရှိမှာဒါကျွန်တော် Brian Ambwell ကဒါ Manchester United ကိုအဓိကရွေးချယ်လိုက်တယ်ဆိုတဲ့အကြောင်းက Manchester United ဖြစ်လို့မဟုတ်ဘဲနဲ့လုခလာဆိုတာအင်မတန်မှများလို့ရွေးချယ်လိုက်တယ်ဆိုတဲ့အကြောင်းလူတွေပြောနေတယ်ပြောချင်တာဒါ Brian Ambwell ကတပတ်လုခလာဆိုတာလက်ရှိမှာဒါ4000ခွဲနဲ့5000ရနေပြီးတော့နှစ်သိန်းခွဲလောက်တိတိုးတောင်း 9000ကျော်လောက်ရရရမယ်ကျွန်တော်ပြောတယ်အဲ့တော့ဒါမှတချို့မှာ2သိန်းကျော်လောက်ထိဒါကျွန်တော်တို့တူရဘူးဆိုရင်တော့ United သတင်းတွေကိုတော်လို့ရှိတယ်ဆိုပြီးတော့အဲ့တော့ပြောနေတာပြအမှန်တမ်းပြောရမယ်ဆိုရင် United နဲ့ Newcastle United လည်းခုလက်ရှိချိန်မှာတပတ်လောက်က2သိန်းကျော်ပေးနိုင်နေတာပဲပေးလို့ရတဲ့ဒီထားမှာရှယ်ပေါ Newcastle United ခုလက်ရှိမှာ Champions League ဝင်ထားတယ်သူတို့နဲ့ Investment Money တွေအများကြီးရထားတယ်အဲ့တော့ပြောနေတာက ရထက်တဲ့တင်တာလာစာပူပြီးနိုင်လို့ခေါ်တယ်ဆိုတဲ့ gaming ကအမှန်တမ်းပြောတော်တော်လေးကိုရီရတယ်လို့ပြောလို့ရတယ်။ဒါမဟုတ်တယ်ခုနကပေးရင်လည်းတော့ဒါဆိုဘာလို့ခင်ဗျားတို့က live မှာပေးနိုင်လဲဆိုတဲ့မေးခွန်းနဲ့ပဲကျွန်တော်ပြန်ပြီး counter ပတ်လို့အောင်လား။ Okay United ကနှစ်သိန်းခွဲပေးပြီးပြီးခေါ်တယ်။ဘခုနကစပါထားပါစပါသူရဲ့နှစ်သိန်းဘောင်နဲ့သူမထွက်လို့ထားပါ။လက်ရှိမှာကျွန်တော်တို့ဒါသူနဲ့ရှင်လိုက်တဲ့ Arsenal ပဲဖြစ်ဖြစ်ဒါ Newcastle Newcastle ဆိုလည်းခုလက်ရှိမှာဒါကျွန်တော်သူရဲ့ကစားသမားစာချုပ်တစ်တွေမှာဒါနှစ်သိန်းခွဲထပ်ပူပြီးပေးဖို့အတွက်သူ season နဲ့ကစားသမားအများကြီးရှိတယ်။ Isak စာချုပ်တစ်မှာဆိုတာဒါဘက်လူကလာတာ၃သိန်းခွဲထိသူပေးဖို့ကြိုးစားနေတာပဲ။ Tonali ဒါ Bruno Gamir ရဲ့စာ ရုပ်သစ်ချုပ်မယ်ဆိုရင်3သိန်း3သိန်း1000ပေးဖို့သူကြိုးစားနေတာပဲအဲကျွန်တော်ပြောချင်တဲ့ပြဿနာရှင်းရှင်းလေး ပေးခြင်းပေးလို့ရပါတယ်ခုနကဘောလို့လာစာနှစ်သိန်းခွဲပေးလို့ဒါ Brian and Wen Mu ကဒါ United ကိုရွေးချယ်တယ်ဆိုတဲ့သတင်းကတိတ်ချပြက်စစချင်းတော်တော်လေးကိုယူရတယ်လို့ပြောလို့ရအခုလက်ရှိမှာကျွန်တော်သိတလောက်ကဘောနော်ဒါ Matthews Corner ဆိုတဲ့တပတ်လုကနှစ်သိန်းနှစ်သိန်းနှစ်တောင်ကြားတယ်ပဲရတယ် AC ပဲဘာမှပူစံအဲ့တော့ Matthews Corner လည်းနှစ်သိန်းဘယ်သူမှပေးနိုင်လို့လဲလက်ရှိမှာနှစ်သိန်းဆိုတဲ့ဈေးကစပါးလို့အသိန်းပြောင်းပေးနိုင်တယ်အဲ့တော့ပြောချင်တာအခုလက်ရှိဒါတခါကျရင် Reality က United ဖြစ်လို့ဒီအသိန်းတွေကရွေးချယ်သွားရတယ်ဆိုရွေးချယ်သွားရတယ်ဆိုတာဒါကြီးကိုလက်ခံရမယ်နေတာမှရှိတယ် ဒါတော့ပြောလို့အဲ့တော့ကျွန်တော်ကြားတော့လည်းရှိမှာ brand and brand မှုရဲ့လစာကပေါင်း3000နဲ့2000ကျရှိမယ် materials ခုနရဲ့ဈေးတိုင်းပုံစံမျိုးရှိမယ်ကစားသမားတွေဒါကျွန်တော် united က9နှစ် plus 10နှစ်ဆိုရဲစာကျူကနှုတ်အားဖြင့်သဘောတူညီမှုရတာတယ်လက်ရှိမှာအသင်း3000ကျစလက်ပြီးဆွေးနွေးနေပြီး united ပထမဆုံးကမ်းလှမ်းမှုက brand focus ကညှင်းပယ်မှုရှိပြီးတော့ဒုတိယမြောက်ကမ်းလှမ်းမှုလောက်နေပဲဒါကျွန်တော်တို့ဂျီနတ်သွားပွေရရှိတယ်ဆိုတဲ့သတင်းတွေကိုကျွန်တော်အနေနဲ့ဒါကျွန်တော်တို့တင်ဆက်ပေးခြင်းပါတယ်ဘောနော်အဲ့တော့အော်နည်းနည်းလေးထိုးပါနဲ့လစ်တော့ okay အဲ့ဒီအားလုံးမကြိုးတူပါနဲ့ ဘလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 ကြီးတို့မှာကျင်းလို့ဆိုတော့ဝင်ကြည့်လို့ရပါတယ်။မြန်မာပြည်ကလစ်ဖုံမမီကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြကြောင်းတော့ကျွန်တော်ကြည့်လို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်ကလစ်ဖုံမမီကြပါနဲ့ဟုတ်များများကလစ်မှမြန်နိုင်မှာဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြပါအားလုံးကြိုးတူပါတယ်။မြန်မာကလစ်ပြကြောင်းဗျများများကလစ်မှမြန်နိုင်ဖြစ်ပါတယ်။ဒီပါပါ